ပိုလာဝတ်ဝွန်အေးခဲတဲ့မြဝင်ရိုးစွန်းမှာပိုလာဝတ်ဝွန်တွေဟာဘရင်တဆူလိုပဲဒါပေမဲ့အက်စကီမိုလူမျိုးတွေကဘာမှအင်အားထုတ်စရာမလိုပဲအဲ့ဒီဝတ်ဝွန်တွေကိုဖမ်းနိုင်တယ်တဲ့ဘလို့ဖမ်းတယ်လဲဆိုတော့အက်စကီမိုတွေကဖြန်တကောင်ကို အရင်တက်လိုက်ပြီး ဖြန်ရဲ့သွေးတွေကိုပုံးတစ်ခုတည်းထည့်ထားလိုက်တယ်တဲ့အသွားနှစ်ဖက်ပါတဲ့ဓမြောင်ကို တွေးထဲမှာစိုက်ထားလိုက်တယ်။သူတို့ဒေသမှာရာသီဥတုကအရန်အေးတော့ဖြန်သွေးကအချိန်တိုးတိုးအတွင်းမှာခဲသွားတယ်။ဓမြောင်အလဲမှာစိုက်နေတဲ့ဖြန်သွေးကဲကိုပုံးထဲကထုတ်ပြီးရေခဲပြင်မှာပြစ်ထားလိုက်တာတဲ့။ဝဝံတွေကသွေးအရန်ကြိုက်တယ်။အနံ့ခံကောင်းတဲ့သူတို့ဟာသွေးညီနံကိုအဝေးကြီးကတောင်ရနိုင်တယ်။အက်စကီမိုတွေပြစ်ထားတဲ့သွေးကဲကိုခြေရာခမ်းပြီးရှာတာ။ တွေ့တာနဲ့အငမ်းမရရှာနဲ့စရက်တာပဲယာဒီဥရုကအရန်အေးတာမှုရက်နေရင်းနဲ့ရှာခဲသွားရင်တောင်းမှ အစားကောင်းကိုလက်မလွတ်ချင်တော့ဆက်ခါဆက်ခါရက်တာပဲရက်ရင်းနဲ့ခဲနေတဲ့သွေးကပိုးချိုလာတယ်ပိုနွေးလာတယ်ဆိုတာတောင်ပိုလာဝဝံကသတိမထားမိတော့ဘူးတဲ့ရက်လေးအရသာရှိလေးအရသာရှိလေးရက်လေးနဲ့ကိုသွေးကို တောက်နေမိမှန်းတောင်ပိုလာဝဝွန်ကမသိတော့ဘူးဖြံရဲ့သွေးခဲကိုရှာနေရက်တယ်ရက်ရင်သွေးခဲကကုံသွားပြီးသွေးခဲအလေကနှစ်ဖက်သွားဓမြံကိုဆက်ရက်တယ်ရက်နေတော့ဝဝွန်ရဲ့ရှာကိုဓာကလှိဖြက်နေမိတယ်အအေးဓာကြောင့်ထုံးနေတဲ့ရှာကနာကျင်နာကိုမခံစားမိတော့ဘူးအနံ့ခံကောင်းတဲ့နှာခေါင်းကလက်ဆက်တဲ့သွေးနံရလေးရက်နှုံးကညံလေးလေးနောက်တော့ ကိုသွေးကိုကိုပြန်တောက်နေမိတော့တယ်။နောက်ဆုံးတော့သွေးထွက်လွန်ပြီးဝုန်ဝုန်မှုလဲသွားတယ်။အဲ့ဒီအချိန်မှာအက်စကီမိုတွေကပိုလာဝုန်ဝုန်ကိုဘာအင်အားမှတုံးစရာမလိုပဲဖမ်းလိုက်ရုံပါပဲ။အချို့လူတွေဟာအလုတ်ချိန်များများလှုပ်လေလေဝင်ငွေများများရလေလေလို့ကြေနပ်ကြတယ်။ဒါပေမဲ့အဲ့ဒီငွေတွေကိုတုံးဖို့အချိန်မရကြဘူး။အချို့ကအဲ့ဒီငွေကို ဘလို့သုံးရမယ်ဆိုတာတောင် မသိဘူးဝင်ငွေရှာရင်ဝင်ငွေတွေများငွေနောက်ကိုလိုက်ရင်တစ်ဖက်မှာဆုံးရှုံးရတာတွေရှိတယ်လူဘဝရဲ့တန်ဖိုးအရှိဆုံးဖြစ်တဲ့မိသားစုနဲ့အတူနေရမယ့်အချိန်တွေ ဆုံးရှုံးတယ်မိဘမြတ်တာငတ်မွန်နေတဲ့သားသမီးတွေကိုမေ့ထားမိတယ်တန်ဖိုးမဖြတ်နိုင်တဲ့ကိုကျမ်းမာရေးတန်ဖိုးထားရမယ့်လူမှုရေးအခြားသူတွေကို အကူအညီပေးရမယ့်လူသားတာဝန်အားလုံးကို မေ့လျော့နေမိကြတယ်